အားလုံးမင်္ဂလာပါဗျာဖော်ကော်ဒီနီးပညာနေပြန်နေကြိုးစားပါရယ်ဗျာကျွန်တော်ဒီနေ့မှာတော့ Oppo Vivo ဖုန်းသလုံးကိုကျွန်တော်အဲဒီကောင်လေးကတော့ Oppo တို့ Vivo တို့ Realme တို့အတူတူပဲပေါ့နော်ဒီကောင်လေးကအာ password ဖြည့်နေနေမရပေးမှဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဖုန်းကို power ပိတ်လိုက်မယ်နော်ကျွန်တော်ဖုန်းကို power လေးတစ်ချက်ပိတ်လိုက်မယ် Okay power ပိတ်လိုက်မယ် power ပိတ်ပြီးရင်တော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ power close ရယ်အတန် short ရယ် close ရယ်ကိုပြိုင်နေထားမယ်နော်ပြန်နေထားမယ် power close နဲ့အတန်တိုးတဲ့ close ပေါ့နော်ဒါလေးကိုကျွန်တော်ပြိုင်နေထားလိုက်မယ် 1 2 3 okay ကျွန်တော်ပြန်နေထားလိုက်နဲ့ပြန်နေထားလို့ရှိရင်ဒီအောက်လေးမှာစာလေးပေါ်လိမ့်မယ်အဲဘာပေါ်လဲဆိုတော့ recovery ဆိုပြီးပေါ်လိမ့်မယ်အဲ့လိုလေးပေါ်လို့ရှိရင်ခလုတ်လေးကိုလွတ်လို့ရပါပြီเนาะအားလုံးလွတ်လို့ရပြီတော့သူကျွန်တော် recovery mode ထဲကိုဝင်သွားလိမ့်မယ်အဲခဏလေးစောက်ပြုံမယ်ဗျကျွန်တော်တို့ခဏစောက်မယ်เนาะ โอเคဒါဆိုရင်ခုလိုကျွန်တော်စာလေးပေါ်လာတယ်အဲစာလေးပေါ်လာရင်ဒီမှာတရုတ်ဆိုင်နဲ့ပေါ်တယ်အင်္ဂလိပ်လေးတို့ချက်လောက်နိုင်လိုက်မယ်เนาะအဲအင်္ဂလိပ်နိုင်မယ်ပြီးကျွန်တော်တို့ကအကုံဖြတ်မယ် password လည်းဖြတ်မယ်ပေါ့เนาะအကုံတော့ပြတ်မယ် white data လေးကိုနိုင်မယ် white data လေးပါတယ်အဲ့တော့ white data ပါလို့ရှိရင်နိုင်မယ်ဆိုရင်သူက password တောင်းတယ် password ကဒီမှာပါ4 3 6ပါအဲ3 4 6နဲ့အဲတလုံးနဲ့တလုံးတော့သူပေးတာမတူတတ်ပါဘူးအဲ့မှာပြတဲ့ဟာလေးရိုက်လိုက်ရုံပါပဲဗျပြီးတော့မှ format data ရှိတယ် နေလိုက်မယ်โอเคပေးလိုက်မယ်เนาะဒါဆိုရင်သူကဖုန်းကို format ချပေးနေတယ်အဲကံမကောင်းစွာနဲ့ဖုန်းနဲ့ရှိတဲ့ကျွန်တော် data လေးလောပြတ်တတ်ပါတယ်ဗျာโอเคသူ format ချပေးပြီโอเคခဏဆောက်မယ်အော်ကျွန်တော်ဒီဒီ format ချတဲ့ဒီဟာလေးလုပ်ငန်းစဉ်လုပ်ရင်ဖုန်းအားလေးလောရှိဖို့လိုတယ်เนาะဒီကောင်လေးမှာအားတော့ဒီမှာပြပေးနေတယ်85ဆိုเนาะအော်ဖုန်းအားလေးလောရှိဖို့လိုပါတယ်ဗျာ โอเคဒီမှာကြည့်ပါအဲဒီမှာကျွန်တော်တွေသူက white successfully ပြပါတယ် format the data အော်ကျွန်တော်ဒီ partition အဆက်ဆက်ပြရတယ် okay ပြလိုက်မယ်ဒါဆိုတော့ပြီးပြီပြီးတော့ဖုန်းကို re reboot လေးချလိုက်မယ်เนาะ okay တော်တော်ဖုန်းကတော်တော် reboot ကျသွားတယ်အော်ကျသွားရဆိုတော့ကျွန်တော်တွေတစ်ချက်လောက်စောက်ကြည့်မယ်เนาะအဲဒီခါကျလို့ရှိရင်ね10 minute 10 minute လောက်ကြာတက်တယ်ဗျခဏတော့စောက်ပြရမယ်ဗျာเนาะ okay ရောက်ဆိုပြန်တက်လာပါပြီပြန်တက်လာတော့ဒီမှာကျွန်တော်တွေ အဲဒီမှာကျွန်တော်တွေ language ရွေးမယ်။မနေဆက်သွားမယ်။အဲ့တော့ region ရွေးမယ်။အဲ့တော့ကျွန်တော်မြန်မာဟုတ်ပဲမြန်မာပဲလောဆယ်ရွေးလိုက်မယ်နော်။မြန်မာမြန်မာအဲ့တော့ကျွန်တော်လောလောဆယ်ဒီ United Kingdom ခဏရွေးရမယ်။ပြီးတော့နေဆက်သွား continue သွားမယ်။အဲ့ဒီမှာလည်း continue ပဲနေမယ်။ အဲ့တော့ဒီမှာလဲ skip ပိုင်း skip နေပြီမယ်နော် skip ပါတယ် okay ပြီမယ်အဲ့တော့ကျွန်တော်ဒီမှာ wifi ပိုင်း wifi ချိန်ပြီမယ်နော်အဲ့တော့ကျွန်တော်ဒီကောင်လေး wifi လေးချိန်ပြီးလိုက်တယ်အဲ့တခါကျတော့ရှင့်ကျွန်တော်တို့ရှင်းလိုက်လို့ gmail account တွေပါတယ်ပါတယ်နော် gmail account တွေတော့ထည့်ဖို့လိုရပြန်နော် gmail account တွေမသိရင်တော့ကြုံနီးဖို့တော့နောက်ပြီးဒီမှာ select မြောက်ပြီးမှဖြစ်ပါတယ် ကေအားဆိုရင်အဲဒီမှာသူ့ဝင်ဖန်ချိတ်သွားပြီအဲတော့နှိပ်ဆက်သွားမယ်ကုနီနူးသွားမယ်အဲတော့ခုနေရာလေးနဲ့နင်းငယ်စောက်ပြရတယ်ဗျခွေကုလူပေါ်ရင်ဒုတ်ကော်ပီလေးနှိပ်မယ်နော်ဒီမှာဒုတ်ကော်ပီလေးနှိပ်လိုက်မယ်โอเคဒီမှာလည်းကျွန်တော်ခုနီနူးသွားလိုက်မယ်နော်โอเคมาดอกกอบีเปลี่ยนနိုင်มั้ย โอเคအားဆိုရင်ဒီမှာသူကသူ့ဖုန်းရဲ့ password ပေါ့နော်ကျွန်တော်ဖုန်း password လာတောင်းတယ်တကယ်တော့သူကဖုန်း password လာတောင်းတာမဟုတ်ပါဘူးသူက Gmail account လာတောင်းတာမဟုတ်တော့ Gmail account ပါနေလို့ပါအဲ့တော့ကျွန်တော်ဒီကောင်လေးကိုအဲကျွန်တော် Gmail account ကြုံကြီးကြော်နေလေးပေါ့နော်အဲနောက်ပြီးဒီမှာဆက်လက်ပြပေးမယ်ဒါကြောင့်မိတ်ဆွေများရေးကြည့်တာကဖုန်းတစ်လုံးကိုအဲဒီမှာပေါ့နော်ဒါသူက Gmail account တောင်းပါပြီအဲ Gmail account ကမသိရင်ကြွားမယ်ဗျအဲ့တော့ကြုံကြီးနောက်ပြီးဒီမှာဆက်လက်မြောက်ပေးပါဦးမယ်โอเคဆက်ကြည့်ပြပါဦးဗျ ဟေးဒီကောင်လေးကရောကျွန်တော်တို့တွေအခုနပေါ့နော်ဂျီမီကောက်ပါနေတဲ့ FFB လောက်ပေါ့နော် FFB လောက်ပါနေတဲ့ဒီကောင်လေးက Oppo နဲ့ Realme နဲ့အတူတူပဲနော်အတူတူပဲဆိုတော့ကျွန်တော်ဒီကောင်လေးကုတ်လေးရိုက်ချက်လိုက်တာအဆင်ပြေသွားပါတယ်ဗျဒါလေးကိုမိတ်ဆွေများပြောပြမယ်နော်အဲကုတ်လေးကလွယ်ပါတယ်ကျွန်တော်တွေ MI ဒီ MI ဒီဒီကျွန်တော်တွေ emergency phone call လေးမှာပေါ့နော် emergency phone call လေးမှာကျွန်တော်တို့က star ha ကျွန်တော်တွေ813 hat ဆိုပြီးတော့ဒီကောင်လေးကိုကျွန်တော်မိတ်ဆွေများရိုက်ရိုက်ချက်လိုက်ပါ အဲ star hat 813ဟာလေရိုက်ထည့်လိုက်တာနဲ့ FRB က automatic ကျော်သွားပါတယ်ဗျာ Realme ကိုကျွန်တော်တို့တွေ Oppo ရောအတူတူပဲပေါ့နော် Okay ကျွန်တော်တွေ Vivo ကတော့အဆင်မပြေပြင်မဲ့ Realme နဲ့ Oppo တွေတော့အဆင်ပြေမှာဖြစ်ပါတယ်အဲကျွန်တော် star hat 813ပေါ့နော်ဒါကတော့ဒီကောင်လေးကျွန်တော်ဆက်နာတော့ Realme C2 ပေါ့နော် Realme C2 ဒါ C2 ကပြောမစုံ model အရင်မမြင်ဘူးလို့ပြောလို့ရတယ် model အနေလုံးတွေအကုန်လုံးတော်နေပါအဆင်ပြေတော့သွားတွေ့ရပါတယ်အော်ကြော်စားမလို့ပါဘူး emergency call ကနေပြီးတော့ကျွန်တော်တို့ဒီမှာ star high 813 shot 1 ့ကျွန်တော် sorry 9မိနစ်က9မိနစ်ပဲအဲ့တော့ကျွန်တော်ဒီမှာဒီ star ဟာ813ဟာလေးရိုက်လိုက်တာနဲ့ကျွန်တော် automatic ကျော်သွားပါတယ်ဗျာ okay ဒါတော့ဆိုအားလုံးဆင်ပြေမလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာအဆင်ပြေတာများလဲကျွန်တော် comment မှာမှန်ခဲ့မိခဲ့ပါဗျာဖြေကြပေးပါတယ်အဲ့တော့ line square နေပြီးအားပေးကြပါအောင်ဗျာကောင်းတော်နေလေးပတ်ဆန်းကြပါသေးဗျာ